ယူကရိန်းနောက်ခံလူဇင်ချင်ကိုကအခုနှစ်နွေရာသီအပြောင်းရွှေ့ကာလမှာအာစနယ်ကနေထွက်ခွာပွဲရှိတယ်လို့သိရပါတယ်။ချယ်ဆီအသင်းရဲ့ပြင်သစ်တိုက်စစ်မှုခရစ္စတိုဖာအန်ဂန်ကူကအခုနှစ်နွေရာသီမှာအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်လို့ Sky Sports မှာဖော်ပြထားတာပဲဖြစ်ပါတယ်။ မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကိုခင်းမှာဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့တဲ့တဲ့နေနဲ့ပတ်သက်ပြီးသုံးသက်ဆွေးနွေးမှုအနေငယ်လုပ်သွားကြပါမယ်ချယ်ဆီအသင်းရဲ့ ်ပြင်သစ်တိုက်စစ်မှုခရစ်စတိုဖာအန်ဂန်ကူကအခုနှစ်နွေရာသီမှာအတင်းရနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ Sky Sports မှာဖော်ပြထားတာပဲဖြစ်ပါတယ်။တကောင်သားအစိုးရရဲ့ဆုံးဖြတ်မှာဒီလိုမှမဟုတ်ရင်သူ့အတွက်လည်းမကောင်းအတင်းအတွက်လည်းမကောင်းကလပ်တင်းပေါ်မှာဘာမှမပေးဆက်ချင်တော့တဲ့ကစားသမားတစ်ယောက်ကိုကျွန်တော်တွေကအလှထိုင်ကြည့်ပြီးလောက်ခပမာဏတွေပေးချီထားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ကျွန်တော်ကတော့ခရစ်စတိုဖာအန်ဂန်ကူနဲ့ Chelsea တို့ရဲ့ဖြစ်မသွားခဲ့တဲ့ပုံမြင်လေးတစ်ပုဒ်ကိုအရင်နှမျောပါတယ်။ သူဆက်ဆက်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့တိတ်ကိုမျောလင်းခဲ့မိတာဂိုးရနဲ့ဂိုးအရသာရှိတဲ့တိုက်စစ်မှုဆိုပြီးကျွန်တော်ကိုယ်တိုင်ကိုအရန်သဘောကျခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် ။သဘောကျခဲ့တဲ့ဆိုတာကလည်းဟိုရှောက်ပြီးလွယ်လင်းတကူသဘောကျခဲ့တာတော့မဟုတ်ဘူးဗျ။ Christopher Angangu က proven player တယောက်လို့ပြောလို့ရတယ်။တသက်မပြထားသေးတဲ့သူမဟုတ်ဘူး။လုံးဝဥရောပဘောလုံးစက်ကုံစင်မြင့်တက်မှာဘောလုံးရသည်တရာသည်တာမကပဲ။300သည်လောက်နီးပါတတိပြထားခဲ့တဲ့တိုက်စင်မှုပါအခု Vidal Jorgeus တောင် Sporting Lisbon ကိုဒီနှစ်ဘောလုံးရသည်မှာရောက်ပြီးဂိုးတွေအများကြီးသွင်းနေတဲ့အချိန်အားလုံးလိုချင်တဲ့အချိန် Christopher Angangu က Leipzig မှာ200သည်300သည်လောက်ဂိုးသွင်းပြီးဖြစ်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်အဲ့လိုကစားသမားတစ်ယောက် ကိုအတင်းကိုရောက်လာတဲ့အချိန်မှာမမျော်လင့်တဲ့ပြိတ္တဆိုတာကတော့မရှိပါဘူး။အန်ကန်ကူကိုနောက်မှအတင်းတော့မပြောတတ်ဘူးပေါ့နော်။ဒါပေမဲ့အရင်ကတည်းကသိတယ်ဆိုရင်တော့ခရစ်စတိုဖာအန်ကန်ကူဒီနေရာတော်မှာ ကစားနိုင်တဲ့ကစားသမားဂိုးသွင်းစွမ်းရည်ပြည့်ဝတဲ့ကစားသမားဆိုတာသိပါလိမ့်မယ် PSG အသင်းမှာစတင်ထွန်းတောက်စဉ်အချိန်ကာလတုန်းက central midfielder တယောက်အဖြစ်ထွန်းတောက်ခဲ့ပေမဲ့ Leipzig မှာပုံပြောင်းပြီးတော့ winger တွေအဖြစ်လည်းကစားနိုင်တဲ့ second striker အဖြစ်ရော number 9နေရာအထောင်နေရာမှာဆော့နိုင်တယ်ဘလောက်တိပြည့်ပြည့်စုံတဲ့ကစားသမားတယောက်ဖြစ်ခဲ့တဲ့တော့ဒါပေမဲ့ကိုကိုကိုဖြတ်တန်ကြီးတက်ကိုကိုတိုင်းကမလုပ်ချင်ဘာမှမဖြစ်ဘူးအဲ့တော့ဘယ်အရာမဆိုဘောလုံးမှ မဟုတ်ဘူးနော်အကြောင်းရှိလို့အကျိုးဖြစ်တာ ခရစ်စဖာအန်ဂန်ကူစိတ်ကောက်သွားတယ်မန်တယ်ပြတ်သွားတယ်ဆိုတာကလည်းသူ့ရဲ့စိတ်ဓာတ်ကမက်ချူအာမဖြစ်တာပါတယ်လို့တင်ငင်ရင့်ချက်မှုမရှိတာပါတယ်လို့ပေါ့ဗျာနီးပြအန်ဒိုမာရက်စကာရဲ့လိုအပ်ချက်ကြောင့်လည်းအများကြီးပါတယ်စပိုတင်ဒါရိုက်တာတွေရဲ့အတုံးမချမှုကြောင့်လည်းပါတယ်အားလုံးပေါင်းဆက်ပြီးတော့ဖြစ်ပြတ်သွားတဲ့ပြဿနာတစ်ခုလို့ပဲယူဆတယ်နောက်ဆုံးဘသူခံရလဲဆိုတော့ချက်သီးသင်းရဲ့နော်တာဝန်ရှိတဲ့သူတွေပတ်စံထုတ်ပေးပြီးခေါ်ခဲ့တဲ့သူတွေနောက်ချက်သီးပြိတ်သက်တွေပဲခံစားရတာပါအဲ့တော့နောက်လာမဲ့ ပြောင်းရွှေ့တွေမှာ Chelsea အနေနဲ့နီးပြတယောက်နဲ့ကစားသမားတယောက်ကြားထဲမှာ တီဆောက်မဲ့ relation တစ်ခုကို sporting director အနေနဲ့တေချာဘီနာ support လုပ်ပေးတင်တယ်လို့ထင်တယ်။ပွင့်လင်းမြင်သာသောနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခိုင်းတင်တယ်လို့ကျွန်တော်ယူဆတယ်။ဒီလိုမှမဟုတ်ရင်တော့ Christopher Angangu နဲ့ Andrew Marasca တို့ကြားထဲမှာဖြစ်ပျက်သွားတဲ့ပြဿနာတွေလိုမျိုးထပ်ဖြစ်လာဖို့ရှိတယ်။ Angangu ဒဏ်ရာပြဿနာရသွားတယ်ပြန်ကောင်းလာတဲ့အချိန်မှာလည်းမတုံးဘူးဒီတိုင်းထိုးထားတယ်။အဲ့တော့နေရာပြန်ပေးတဲ့အချိန်မှာကစားသမားကလုံးဝမကစားချင်တော့တဲ့ပုံစံမျိုးပေါ့နော်။ဒါပါကျန်တဲ့ professional ဆန်တဲ့အပိုင်းတွေနော်မဆန်တဲ့အပိုင်းတွေကတော့ရှေ့မှာလည်းသုံးသက်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်သိပြီးတော့ပြောမနေ ေတော့ပါဘူးလောလောဆယ်အချိန်ကတော့ခရစ်စတိုဖာအန်ကန်ကူချယ်ဆီကနေထွက်ခွာခြင်းဟာသူ့အတွက်ကောင်းတယ်လို့ချယ်ဆီအသင်းအတွက်လည်း ကောင်းပါပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျ။ဒီသတင်းကတော့ Football Insider ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Ukraine နောက်ခံလူဇင်ချင်ကိုကအခုနှစ်နွေရာသီအပြောင်းရွှေ့ကာလမှာ Arsenal ကနေထွက်ခွာပွဲရှိတယ်လို့သိရပါတယ်။ဇင်ချင်ကိုခေါ်ယူနေတဲ့ club ထဲမှာ Dortmund ကတော့စိတ်ဝင်စားမှုအမြင့်ဆုံးလို့လည်းဆက်လက်ဖော်ပြထားပါတယ်။ဇင်အင်းနဲ့ Arsenal ရဲ့ကစားသမားဘဝကုံဆုံးမှုအချိန်လေး90ရာခိုင်နှုန်းလောက်ရှိသွားပြီဗျ။သူ့ကစားသမားဘဝပြီးသွားခဲ့ပြီပေါ့နော်။ Man City ကရောက်လာတဲ့အချိန်မှာ Gabriel Jesus နဲ့ပေါင်းပြီးအဆင်ပြေသလောက် ထိတော့ဖြစ်ခဲ့တယ်။သို့တော့မစီးဒီယာကစားသမား၂ယောက်လုံးအာစတင်မှာမအောင်မြင်လို့ပဲပြောရမှာပေါ့။ဂေဘရယ်ဂျေဇူးကလည်းပုံမှန်အခြေအနေဆိုကောင်းတယ်။သို့ပေမဲ့ injury prone ဖြစ်သွားတဲ့အတွက်ကြောင့်သူစီကအများကြီးမျောလင်းလို့မရတော့ဘူး။ဘယ်အချိန်ဒဏ်ရာရမလဲဆိုပြီးအာစနယ်ပြည်သက်တွေရင်တမမနဲ့စောင့်ကြည့်နေရတဲ့ကစားသမားဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ဇင်းရော ဂေဘရီယယ်ဂျေဇူးရောအသင်းကနေထွက်ခွာဖို့အတွက်ရှိတယ်လက်တလောသတင်းရဂေဘရီယယ်ဂျေဇူးသတင်းမထွက်သေးဘူးဆိုပေမဲ့ Sporting Director အသစ်ပြောင်းလာပြီဗျာအန်ရီယာဘာတာအသင်းမှာအားကိုးလို့မရတော့တဲ့ကစားသမားကိုလစာတွေအများကြီးပေးပြီးဘာကြောင့်ထားပါအောင်မလဲ Sporting Director တယောက်ရဲ့လုတ်ပိုင်ခွင့်ထဲမှာကစားသမားဝယ်ယူရောင်းချမှုတွေပါတယ်ဒါပေမဲ့မြန်မာ့ခေတ်မော်ဒယ်မလုံးလောကမှာကံကောင်းတာတစ်ခုက Premier League ရဲ့ နော်အရင်တော့ X player တွေထောက်ပြနေသလိုငွေကြေးခွာချလို့ရတယ် sorry pro league ရှိနေတယ်ငွေကြေးခွာချရဲဆိုတာဒါတင်စားပြီးပြောလိုက်တာပေါ့ဗျာတကယ်တော့လည်းဟုတ်တယ်ရအောင်တော့ရှိတယ်ကစားသမားတစ်ယောက်ကိုတောင်းရွှေ့ခြင်းအများကြီးလိုချင်တယ်ဆိုရင်ကစားသမားတောင်းတဲ့ဟို salary ကိုလည်းပေးနိုင်တဲ့ league ဆိုရင်ဒါ sorry pro league ပဲရှိတယ်အဲ့တော့ Gabriel Jesus နဲ့ sorry pro league club တွေရဲ့တင်းနေဆက်ပြီးတော့ကြားဖို့ရှိတယ်ထားပါလောဆယ်ဇင်းအကြောင်းကိုဆက်ဆွေးနွေးရမယ်ဆိုရင်အသက်က28ဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့အသင်းကပွဲတော်ခွင့်ပေးမယ်လို့အာမခံချက်ရှိတယ်အသင်းတသင်းကိုတော့ပြောင်းတင်တယ် အခုဒေါ့မန်လို့အသင်းမျိုးဒီအရင်ကနာမည်ရှိပြီးသားကစားသမားတွေခြေသွင်းအနေငယ်ကြာလာတဲ့ကစားသမားတွေကိုဖမ်းဥပြီးတော့တိုက်ပွဲဝင်လေးရှိတဲ့အတွက်ကြောင့်ဇင်းအင်းအနေနဲ့ Borussia Dortmund ကိုပြောင်းမယ်ဆိုရင်နေရာအတီတကျရနိုင်တယ်လို့ကျွန်တော်ယူဆမိတယ်။သူ့ရဲ့အသက်အရွယ်အရကြီးနေပြီဆိုပေမဲ့ site ထွက်မစော့ပဲအတွင်းတနေရာပါဝင်စော့လို့ရတဲ့အတွက်ကြောင့် German Bundesliga နဲ့တော့ live ဖတ်မှုရှိတယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါတော့ဒီနေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။